အားလုံးပဲမင်္ဂလာပါရှင်။ Freedom for Future Channel မှာကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါရစေ။ဒီနေ့မှာတော့ဆရာကြီးဦးတင်ညွန်ရေးသားထားတဲ့စာစုလေးများကိုဖတ်ပြတင်ဆက်ပေးတော်မှာဖြစ်ပါရစေ။အားလုံးပဲနားဆင်ခင်စားပေးကြပါအောင်ရှင်။နေစုသေးမျိုးမနေ့ကနာနေခင်းလမ်းလျှောက်အပြင်လက်ဖက်ရည်ဆိုင်ဝင်ထိုင်သည် လက်ဖက်ရည်တောက်ရံမဟုတ်ထိုဆိုင်မှာဘဲပလာတာကိုစားခြင်းတော့ကြောင့်ဖြစ်သည်ကျွန်တော်ဘဲပလာတာမှစားပြီးရေနေချမ်းတောက်နေစဉ်ဆရာမင်္ဂလာပါဟုနှုတ်ဆက်တန်ကြားလိုက်ရတော့ကြောင့်မော့တီလိုက်မိသည်ထိုင်မယ်နော်ဆရာသူကခွင်တောင်းပြီးကျွန်တော်ရှိဝင်ထိုင်သည်သူနှင့်ကျွန်တော်ဤဆိုင်နေမကြာခဏတွေ့ဘူးပါသည်တွေ့လျင်ပြုံးပြယုံလောက်သာယနေ့တော့သူကကျွန်တော်ရှိရောက်လာသည်ဆရာလမ်းလျှောက်ပြန်လာပြီလားဟုတ်ကဲ့ဒီနေ့စောတယ်နော် အရှင်လိုလမ်းမလျှောက်နိုင်တော့ဘူး။နေရပူးလိုက်ရင်ချွေးတွေထွက်ပြီးမောလာလို့နေမပူမီပြန်လှည့်လာတာ။ဒါနဲ့ဘယ်သူလည်းမသိဘူး။ကျွန်တော်ကဆရာစာဖတ်ပြည့်တဲ့တယောက်ပါ။ဆရာစာတွေနေတိုင်းဖတ်ပါတယ်။အော်ဟုတ်ကဲ့။ဆရာအချိန်ရလားဗျ။ရပါတယ်။ထိုစဉ်ကျွန်တော်မှထားသောပလာတာရောက်လာသည်။ဘာစားမလဲ။တခုခုစားလေ။ကျွန်တော်စားပြီးပြီဆရာ။ဆရာကိုတခုလောက်မေးချင်လို့ပါ။ဘာများပါလဲ။ ဟိုတလောတော့ကဆရာပို့စ်တခုမှာဒေဝရက်နဲ့ပင်ကလာမင်းဆိုတာဖတ်လိုက်ရတယ်ဆရာဒေဝရက်သေးတော့လေလူတွေပြောကြတယ်ပင်ကလာမင်းသေးတော့လေလူတွေပြောကြတယ်ဆိုတာလေဒေဝရက်အကြောင်းကတော့အတော်များများဖတ်ဖူးရတယ်ဆရာပင်ကလာမင်းအကြောင်းကတော့သိပြီးမသိဘူးဖြစ်နေလို့ဆရာနောက်စာရေးရင်ပင်ကလာမင်းအကြောင်းလေးများရေးပေးပါလားဆရာကျွန်တော်တို့ကတော့နေတော့စာအုပ်ထက် Facebook လောက်အားကိုးနေရတာမို့လို့ပါပင်ကလာမင်းအကြောင်းလေကျွန်တော်ရေးဘူးပါတယ်ကြားတော့ကြာပြီပေါ့ ကျွန်တော်မဖတ်ဘူးသေးလို့ပါဆရာအေးဗျာစာရင်းနဲ့ပြောကြတာပေါ့ပင်္ဂလာမင်းအကြောင်းကို950နိဘတ်တော်မှာမဟာပင်္ဂလာဇတ်ဆိုပြီးဖော်ပြထားတယ်ဒီဇတ်တော်ကိုမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကဇေတဝန်ကျောင်းတော်မှာဟောတာဒေဝရမြေမြူတာကိုဇေတဝန်မြို့မှာနေတဲ့ပြည်သူပြည်သားအပေါင်းတို့ကြားတဲ့အခါမှာငါတို့မြတ်စွာဘုရားတွင်ရင်ဆူးရင်ညောင်းမရှိပြီဆိုပြီးဝမ်းမြဝမ်းသာကောက်ခုံကြတယ်လူတွေတာမက ။စပူရိတ်ကျွန်းမှာနေကုန်တဲ့နေတွေကပါနှစ်သက်ဝမ်းမြောက်ခြင်းတွေဖြစ်ကြပြီးပြောဆိုနေတဲ့နေကိုမျက်စွာပြရှင်ကြတော့မဟာဘင်္ဂလားဆက်ကိုအတိတ်ဆောင်ပြီးဟောကြားတော်မူခဲ့တာ။ဗာရာဏသီပြည်မှာဘင်္ဂလားမင်းမင်းပြူချင်းကပေါ့။ဘင်္ဂလားဆိုတာမင်းသာတက်လို့တာမင်းချင်းတရားဆိုတာဘာမှန်းတောင်သိတဲ့ဗျင်မဟုတ်ဘူး။စေနာကတိစားတဲ့အာဂရိတရား၄ပါးကလည်းကျွလွန်လိုက်သေး။မတရားအပြစ်ဒဏ်ပေးတာမတရားအခွန်ကောက်တာ ဖန်စီတက်ပြက်တာတွေကိုအလွန်အကျူပြုလုပ်ပြီးကျင်နာတနာချင်းကင်းမဲ့တဲ့မင်းစိုးမင်းညစ်ပေါ့ဗျာ။ပင်ကလားဆိုတဲ့အသံကြားလိုက်တာနဲ့ရွှန်ရှားပွဲတစ်ခုခုကိုမြင်လိုက်ကြားလိုက်ခံစားလိုက်ရသလိုဒရွေးထထွေးရလောက်အောင်ပြည်သူတွေကလည်းရွှန်ရှားကြတယ်။တရားတော်မှာပင်ကလားမင်းကိုဘယ်လိုဝေဖန်ထားသလဲဆိုတော့မျက်စိထဲဝင်သောမြူမိုက်ကဲ့သို့၎င်းထမင်းတွင်ပါသောကြောက်စီခဲကဲ့သို့၎င်း ခြေဖနောက်နဲ့စူးဝင်နေသောစူညံကဲ့သို့၎င်းဆိုပြီးတော့ခန်းလိုက်ထားတယ်။ပြည်သူတွေအားလုံးကိုလက်နက်နဲ့အာဏာနဲ့စိုးမိုးအနံ့ယူထားလို့မတက်တာလို့ငြိမ့်နေကြရတာဘလောင်များဂုလူဂုလူဖြစ်နေကြသလဲဆိုတာတွေးကြည့်ပြီးတော့ဘလောင်ပဲအမျက်မှန်ကြီးသည်ဖြစ်စေလူဆိုတဲ့ပင်ကလာလဲတေးချင်းတရားကိုမချောင်လွဲနိုင်လေတော့တနေ့တေးရတာပါပဲပင်ကလာတည်ပြီးဆိုတာကြားတာနဲ့တတိုင်းပြည်လုံးပြောလိုက်ကြတာ ပွဲတွေကျင်းပရှင်မောကခုံကြတဲ့ဗာရဏသီပြည်ကြီးဟာစူညင်သွားတော့တယ်အလွန်သံဝေကရစရာကောင်းတဲ့အတုပပွဲပေါ့သူတည်လို့အထူးသဖြင့်ဘယင်တည်လို့အောင်မွေးခံနေဆိုတာကြုံငဲလွန်းလာတယ်လေပင်ကလအလောင်းကို ထင်းလဲအစည်းတထောင်နဲ့မီးတကြိုကြတယ်အယိုးမပြောနဲ့ပြာတောင်းမှမကြင်ရအောင်ပြည်သူတွေကလည်းမီးတိုက်ပြကြတာလူတယောက်တည်ရင်မီးရှို့ဖို့ထင်းချောင်းတထောင်မှမလိုတာ ထင်းချောင်းတထောင်နဲ့ပုံပြီးပြည်သူတွေကအမုန်းတွေကိုလားပုံပြီးမိရှို့တဲ့ပွဲဘလောင်များဟုံးဟုံးထနေမလဲဆိုတာတွေးတာကြည့်ပြီးတော့ပင်ကလာသေးလို့တတိုင်းပြည်လုံးအောင်ပွဲခံပြီးတားတော်ဖြစ်တဲ့ဖရာအလောင်ကိုမင်းတင်မြောက်ကြတယ်တမျိုးလုံးမှရှိတဲ့တကားတိုင်းမှာမန်တက်တွေစောက်ပြီးတကုံကုတ်ကားတွေစိုက်ထူးပန်းပေါက်ပေါက်တွေကျဲကြတယ်မန်တက်အတိုင်းမှာလည်းအစားအသောက်တွေကိုအရှင်မေကျွေးကြတယ် တမျိုးလုံးမင်းစိုးပင်ကလာသေးပြီးမင်းသစ်ကိုတင်မြောက်နိုင်ခဲ့လို့ပျော်ရွှင်နေချိန်မှာနန်းတော်ဆောင်တယောက်ကတော့တက်ပြင်းကြီးခြားခြားပြီးငိုကြွေးနေတယ်။မင်းသစ်ကသိတော့တကားဆောင်ကိုခေါ်ပြီးမောင်မင်းအဖေကြောင့်ငိုကြွေးနေရတည်းမင်းစိုးမင်းညစ်သေးလို့တတိုင်းပြည်လုံးပျော်ရွှင်နေချိန်မှာအတင်ကငိုကြွေးနေရခြင်းသည်ပင်ကလာကိုလွန်းဆွတ်ချစ်ခင်တော်ကြောင့်လို့မေးလိုက်တယ်။တကားဆောင်ကအရှင်မင်းကြီး ကျွန်ုပ်ဒီပင်္ဂလာကိုချစ်ခင်မြင်လို့တော့ကြောင့်ငိုကြွေးနေသည်မဟုတ်ပါပင်္ဂလာမင်းဒီဤနန်းပြသက်ဆောင်မှဆင်းတိုင်းတက်တိုင်းကျွန်ုပ်ဦးကောင်ကိုရှစ်ချက်ရှစ်ချက်ရိုက်နှက်သွားတတ်ပါသည်ကျွန်ုပ်ဒီယခုအခါတွင်နန်းပြသက်ဆောင်တွင်တောင်ဝန်ထမ်းဆောင်တွင်ဦးကောင်ကို ရှစ်ချက်အသွားပြန်ရိုက်မိသူမရှိပြီဖြစ်သောကြောင့်ဝမ်းမြောက်မိပါသည်ထို့သောပင်္ဂလာမင်းဒီအလွန်ဆိုးသွမ်းသောသူဖြစ်သည် သူဒီငရဲပြည်ကိုရောက်ပြီးငရဲထိန်တို့ကိုပါရိုက်နှက်သည်ရှိသော ကြောက်ရွံ့ထိတ်လန့်ကလူပြည်ကိုပြင်ဖို့မိကိုစိုးရင်လာပါသည်ထို့ကြောင့်ဘင်္ဂလားမင်းပြင်းရှင်လာမိကိုစိုးရင်တော့ကြောင့်ငိုကြွေးနေရပါသည်လို့ရှောင်းလိုက်တယ်အဲ့ဒီတော့မှမင်းအစ်စ်ကလည်းထင်းအလဲအစည်းတထောင်လောက်နဲ့မိရှုခဲ့ပြီးဖြစ်တော့ကြောင့်ပြင်းလာစရာအကြောင်းမရှိ သေးပြီးလူသည်ပြင်းလဲရှင်သန်လာနိုင်လောက်အောင် ပြာမုံလည်းမရှိတော့သဖြင့်ကြောက်ရွံ့စရာလည်းမလိုကြောင်ဖြောင်းပြရတယ်ဘင်္ဂလားမင်းစိုးချက်ကတော့လူပြည်မှာမရှိတော့တောင် ကောင်းကိုရှစ်ချက်စီအခောက်ခံနေရတဲ့သူကမမေ့နိုင်လောက်အောင်ကိုဖြစ်နေရတယ်ဆိုတာပင်ကလာ၁၀ဒေါ်လာပဲဗျာ။ကဲဒါပါပဲဗျာ။ပင်ကလာမင်းအကြောင်းကတော့အချိန်လဲလင့်သွားပြီးစားလို့လည်းပြီးသွားပြီးသွားအောင်မယ်ဗျာ။ကျေးဇူးတင်ပါတယ်ဆရာ။ရှင်ညွန်950နိဘတ်တော်မဟာပင်ကလာဆန်တင်ညွန်23ရက်4လ2023 ဆက်လက်ပြီးတော့ဆရာကြီးဦးတင်ညွန်ရေးသားထားတဲ့တောကများကြားကမောဟများဆိုတဲ့အစာသူလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်တောကများကြားကမောဟများဩကာသာဩကာသာဩကာသာကလင်းကလင်းကလင်းလင်းကိုလာကြီးဘာလဲကွာဘာလုပ်နေတယ်လဲတရင်စာဖတ်နေတယ်အမိုက်ကခေါင်းလုံးတယ်မကြဘူးလားဒီမှာဖះရှိခုမလို့အမိုက်တော့ပြည့် အေးပါကာယကံဝစီကံမနောကံဟဲ့ဆွေဆွေရေချိုးနေတာမပြီးတော့ဘူးတော်ယုံတန်ယုံပေါ့ရှိကညက်နေမလားယင်ဘလို့နေမလဲတက်ပါတော့သာခတ်သိမ်းတော့ဩနောက်ဖေးမှာကြောင်ဝင်းနေသလားတကားမပိတ်ထားဘူးလားခတ်တော့တာပဲဒေါ်မိမိကြီးကဖះကိုဥချပြီးအိမ်နောက်ဖေးကိုထွက်သွားသည်ဟဲ့ကြီးကန်တွေဟဲ့ရှူရှူ ဘယ်ကကလေးကွားတွေလဲဟဲ့ဒိုင်းဒိုင်းဆိုဒီမှာငရုတ်ကြပွေးနဲ့ကောက်ပြလိုက်ခြင်းကြောင့်ဖြစ်ပြီးငရုတ်ကြပွေးကတကားကိုချော်ကမှန်သွားခြင်းကြောင့်ဖြစ်သည်အရန်ကိုဘယန်းပရာနိုင်တာပဲဟိုရေဝင်ချိုးနေတဲ့တရနောက်ဖေးတကားကိုမပိတ်ခဲ့ဘူးအမိုက်ပုံးလာယူတဲ့ကိုတော်ကလည်းတကားပွင့်နေတာပိတ်ခဲ့တော့ရှင်းလက်ကိုငွေကြိုက်သွားမှာလေဖျားရင်ရှိကိုပြန်ရောက်လာပြန်သည်ဥချလိုက်ပြီး အင်းဘဲရောက်သွားပါလေ။အိုးအဆကပြန်ကြော့တာပဲကောင်းမယ်။ဩကာသဩကာသတောက်တောက်။ဟဲ့ဘယ်သူလဲ။တကားထဖွင့်ပေးလိုက်စမ်း။တောက်တောက်။ဩခက်တော်တာပဲ။ဘယ်သူမှမရှိကြဘူးလား။ဟိုအမိုက်သွားပြတဲ့လူကလည်းလမ်းထိပ်ကမဟင်းငါးတယ်မှနဲ့ညနေပြီလားမသိ။လာပြီလာပြီ။တကားကိုဖွင့်ပေးလိုက်သည်။ဘာကိစ္စလဲ။ရေကုန်အမိုက်ခုံ။ ဘယ်လောက်လဲ1200မြားလာကြီးလားနှစ်လစာပေါင်းကောက်ထားတာပြီးကြတဲ့လကလောက်ောက်သေးတယ်မဟုတ်လားမဟုတ်ဘူးအန်ဒီနှစ်လမှတစ်ခေါက်ကောက်တာခဏဆောင်ဒေါ်မိမိကြီးကပြစ်တောက်ပြစ်တောက်ပြောကအိတ်ခမ်းထဲဝင်သွားသည်အရေးအကြောင်းဆိုရင် ဖိုးသားတယောက်ကလည်းဘဲပြောက်နေလည်းမသိตาကအချောင်ပါလာသည်အလိုလေးကိုတော်ချောကအခုထိအိတ်ရာကမထသေးပါလား ဟဲ့ကာလာနာထတော့နေပင်ထိုးနေပြီအမေကလည်းဗျာဘာဟာအမေကလှုပ်နေတာလဲထမထရင်ကစောင့်ကန်လိုက်မှာသူကပိုက်ဆံယူပိုက်ဆံရှင်းပြေသာယူကဖျားစင်ရှိဆက်ထိုင်သည်ဘယ်ရောက်သွားပါလဲဩကာတာဩကာတာဩကာတာမိမိရေမိမိဒီမှာတရင်စာဖို့တဲ့အင်းရှိကဩနေပြန်သည် သူကအပြင်ထွက်ပြီးရှင်လာယူပေးလိုက်တော့ဘာဖြစ်တော့မှမို့လို့လဲမင်းကအပေါ်ကပြစ်ချလိုက်တော့ရောဘာဖြစ်တော့မှလဲဒီမှာဖះရှစ်ခုနေတာမသိဘူးလားဖះလေးတောင်ဖြောင်းအောင်မရှစ်ခုရပါလားဘယ်လောက်လဲတောင်းတုံတာပိုက်ဆံကိုပြစ်ချပေးပြီးဖះစင်ရှိထန်လိုက်ပြန်သည်ဩကာတာဩကာတာအမဟာအကြည့်ဆိုပြီးလူပန်းမဝနဲ့ဟဲ့ ငါကဘာဖြစ်လို့လူဘာဝရမှာလဲနင်းစားကြရင်နင့်မသာသွားဝယ်ပါလားငါဝယ်ထားတဲ့မိုးရင်းသားကိုနင်းစားရလားအမဝယ်ထားမှမသိလို့ပေါ့အမေဝယ်ထားတာမှပြီးစားနေတာတကယ်တမ်းအပင်ဆိုးရတဲ့အတိုင်းပဲနေရတာကလိုက်ပြောနေတယ်မပြောစီခြင်းရင်မပြောအောင်နေငါနဲ့လာပြီးမပတ်သက်နဲ့ဟဲ့ဘာတွေဖြစ်နေတာလဲတော်ကြစမ်းဒီမှာနင်တို့အမေရင်ခောက်ခောက်ဖျားရှိခိုးနေတာမိတွေမဟုတ်ဘူး ကိုလာကြီးကအိမ်မော်တက်ကနောက်ဘေးတွင် အမှန်ပုံးကိုထားရင်တမီးတော်တော့အဖေတထုတ်သွားဝယ်ပေးမယ်။ရပါတယ်အဖေတမီးရုံတော့မှစသွားတော့မယ်။နေပါအဖေသွားဝယ်ပေးမယ်။ဩကာဒကာယကံဝစီကံဟဲ့တမီးနေသွားပါစေ။နေအဖေကအဲ့ဒီမဟင်းကားဆိုင်ဆိုရင်တနေကုန်အောင်ထိုင်ခြင်းနေတာ။ဟာမင်းကလေးတွေရှိမှဘယ်လိုပြောလိုက်တာလဲ။ကလေးတွေရှိဟုတ်လား။ ဖះသင်ရှေ့လေပြောရဲတယ်အလုံးမရှိအကင်မရှိမောဟင်းကားဆိုင်ကကောင်းမနဲ့သွားပလူနေချင်တာတော့မပြောဘူးဟေးဒီလိုမပြောနဲ့လေကွာတော်ပြီရှင်လည်းမပြောနဲ့မနော်ကန်တပ်ပါတော်သာခတ်သိမ့်တော့ဩသမီးကြီးညနေက ရုံးကပြန်လာရင်သွားလိုက်စီဝယ်ခဲ့အောင်သိတယ်သိတယ်အေးဟေးမသိမှဆိုလို့ပြောနေရတာဒီအိမ်မှာပူးနေရတာငါတယောက်ထဲရှိတာ နေရတာကလိုက်ပူနေရတာကျန်တဲ့သူတွေအားလုံးကလေပင်ပေးပြီးတချင်းလေးတွေစိုးနေတဲ့သူတွေကြီးပဲအမေကလည်းနားညိတယ်ဗျာနေရတိုင်းလိုက်ပြောနေဟဲ့အမေအရင်ကပြောနေတာဘာလဲမိရေးပြောတာကိုခံကျင်သလားမောင်ဟင်းဆိုင်ကကောင်းမပြောတာများဆိုရင်အဖေရောသားပါဟီဟီဟာဟာနဲ့မပြောလိုက်ချင်ဘူးတော်ကွာဖျားရှိခိုးမှရှိခိုးရှောက်မပြောနဲ့ဘယ်ရောက်သွားပါလဲဩ oh? ဩကာသာဩကာသာဩကာသာဟေးငါဘုံဘယ်သူယူတယ်လဲဘယ်ရောက်သွားပြီလဲသမီးမသိဘူးသားမယူဘူးနော်ကာယကံဝစီကံမနောကံတပ်ပါတော့တာကိုလာကြည့်ဖုံးပြောင်နေတာတယောက်ယောက်ဖုံးနဲ့ခေါ်ကြည့်လိုက်ပါလားအလကလူကြအောင်အော်နေအုံနောက်ကိုမရှိဘူးသမီးရေသမီးဖုံးနဲ့ခေါ်ကြည့်လိုက်တီ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 ခုနမှာအော်နေတာ ဟာအခုအချင်းတွေကိုဘယ်လိုရောက်နေသလဲရှင်းစွဲဘောကနေကြသွားတာနေမှာပေါ့အိုးခတ်တော်တာပဲခတ်သိမ့်တော်အပြစ်တို့ကိုပျောက်ပါစေခြင်းပဲပြုတ်ဟဲ့ပဲပြုတ်တယ်ခေါ်လိုက်စမ်းတယောက်စင်းဝင်တဆယ်သားပဲဟောဒီမှာပိုက်စမ်းမင်းမသားဖျားရှိခိုးမှာပြီးအောင်ရှိခိုးတကယ်ဒီနေ့အဖို့ဖျားရှိခိုးလို့ပြီးအောင်မလားဘဲရောက်တော့ပါလိမ့် ဩကာသဩကာသဩကာသဟဲ့နောက်ဘေးမှာရေတွေရှမ်းနေပြီလေ မကြားကြဘူးလားအမဘန်းနေပါဤအရှင်ဖျားတင်ညွန်9ရက်10လ2020